ာမရှိဘူးကျွန်တော်ကအာရီးသားမှမရှိတာအာအဲ့အဲ့မစင်းသားနိုင်နေဘူးအတယောက်တည်းပဲဖြတ်တန်းနေပါတယ်တယောက်တည်းပဲဖြတ်တာအေးစစလေးပဲကိုယ့်လောက်ကိုပဲစူးစမ်းနေပါတယ် focus on your future ပေါ့ကိုယ့်ရဲ့အနာဂတ်ကိုအောင်ဆိုင်မပြောချင်တော့ဘူးကျွန်တော်ခေါင်းထဲကထုတ်ထားတာမေ့လိုက်ပါအရင်မမေ့ပါနဲ့ကျွန်တော်ကမနာပါဘူးအရင်ချစ်တတ်တာချစ်လို့မှ ာမရှိဘူးကျောင်းကျောင်းအဲရည်သားမှမရှိတာအာအဲအဲမစင်းသားနိုင်နေဘူးဟာဟမ်အာမဟုတ်ပါဘူးမဟုတ်ပါဘူးမရှိရပါမရှိပါဘူးအာမရှိပါဘူးဟိုအေးစေးအလုပ်ပဲတူးစားနေပါအလုပ်ပဲတူးစားနေဟုတ်မှန်းလည်းနော်ကျုံးလိုက်တော့များ ုတ်ပါတယ်တယောက်တည်းပဲဖြတ်တန်းနေပါတယ်တယောက်တည်းပဲဖြတ်တာအေးစစလေးပဲအဲ့လိုကိုယ့်လုပ်ကိုပဲကြိုးစားနေပါတယ် focus on your future ပေါ့ကိုယ့်ရဲ့အနာဂတ်ကိုအောင်ဆိုင်ဟမ်အာမနာသေးပါဘူးကျွန်တော်ကမနာပါဘူးအရန်ချစ်တတ်တာချစ်လူမတ်ကြောင်းလဲွားလဲဆိုတော့အချစ်ကြောင်းတော့တိတ်မစင်းစားမိရောလေအဲ့လိုဘယ်လိုဖြေလို့ဖြေရမှာမသိဘူးဖြစ် အော်မပြောင်းလဲပါဘူးပုံမှန်ပါပဲပုံမှန်ပါပဲဒီတိုင်းပါပုံမှန်ပါတကယ်ချင်းတွေကတော့ကျွန်တော်အိမ်မှာဘိုးလိုမျိုးအချိန်တော့ရှိနေကျွန်တော်ရှိနေတော့ဆန်ခေအဲ့ရပါပဲမပြောချင်တော့ဘူးကျွန်တော်ခေါင်းထဲကထုတ်ထားတာမေ့လိုက်ပါအရင်မမေ့ပါနဲ့အမေနဲ့ငိုတိုင်းဗီဒီယိုကလည်းဟိုအဲ့လေးလပိုင်းတော့ကျွန်တော်ကျွန်တော်အမေကိုဂျပန်လိုက်ဖို့ဖို့ခီးစဉ်ရှိတာကိုရှိတော့ကျွန်တော်ကတလားတစ်ခါအမေကိုကြောက်တယ် ီးတော့အိမ်အသုံးစိတ်တွေရောဘာတွေလဲအမေသုံးဖို့ရောအကုန်လုံးကျွန်တော်အဲ့လိုပေးတာပေါ့နော်ပေးရတဲ့အချိန်မှာအမေကအစဂျပန်သွားဖို့ဆိုအရင်ပျော်နေတာဟိုအမေကလည်းခီးထွက်တာအရင်ဝါနာပါတယ်ဟိုဝါနာပါတော့အဲ့လိုမျိုးအရင်ပျော်နေတဲ့အချိန်မှာအမေကြီးတို့တဂျပန်ခီးတယ်တဖြတ်လိုက်ပြီလို့ဒါစိတ်နည်းနည်းအဆင်မပြေလို့ပေါ့နော်အဲအကြောင်းမို့ဒီနေ့ကတော့ဒီမခင် ဒီနဲ့မခင်အင်းနဲ့ဒီ separate ပေါ့နော်အဲဖွင့်ပွဲလေးကိုဖိတ်လို့လာရောက်တက်ရောက်ဖြစ်တာပါဟုတ်ကဲ့ဟုတ်ဟုတ်ကဲ့ဟုတ်တယ်ကြာပြီအရင်ကကြာပြီဒီဆိုင်တက်တက်ကဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အဖေနဲ့အမေကဈေးတယ်ဟိုဈေးတယ်ဆိုတော့ငယ်ငယ်လေးတည်းကဈေးဝယ်တိုင်းကျွန်တော်ဖေကအမြဲတမ်းမခင်အေးမှာပဲတော်တော်ပြီးဝယ်တာဆိုတော့ကျွန်တော်ငငယ်လေးတွေကမခင်အေးဆိုတော့အရင်ရင်းနေပြီးသားအဲဒါကြောင့်မို့ဒီဆိုင်တက်တန်းအရင်ကြာနေပြီဆိုတော့လည်းကျွန်တော်ပြပါဟုတ် ဝယ်ဝေးကျင်တာတော့မရှိကျွန်တော်ကိုယ်တိုင်တော့ဝယ်တယ်။ဟိုဗာကျွန်တော်ဗီဒီယိုတွေကရွှေတွေဆိုရင်တော်တော်များများဒီလိုစပရက်ကဝယ်တာ။ရွှေဆဲကြိုးတွေဆိုအဲအရင်အထင်ကြီးတယ်စပရက်ဝယ်တာ။စပရက်ဝယ်ရတာ။အဲအများကြီးဝမ်းသာပါတယ်ဒီထက်မကဆိုင်ခွဲတွေလည်းအများကြီးဖွင့်နိုင်ပြီးတော့ဒီထက်မကလည်းအများကြီးရောင်းကောင်းနိုင်ပါသေးလို့ကျွန်တော်စုမုံကောင်းတောင်းလိုက်ပါတယ်။